န်ကုန်မြို့မယန်ကုန်မြို့နယ်အ1လမ်းမနေထိုင်တဲ့ဗိုလ်ချုပ်ချိုထွန်းအောင်ကိုဒီနေ့မေလာ22ရက်မနေ့ပိုင်းက၎င်းရဲ့နေရှိမှ Golden Valley Warriors မြို့ပြပျောက်ကြားတပ်ဖွဲ့ကပြစ်ခတ်ခဲ့တယ်လို့သိရပါဗျ။ဗိုလ်ချုပ်ချိုထွန်းအောင်ဟာနေပြည်တော်နိုင်ငံတော်ကာကွယ်တပ်ကတူ NDC မှစစ်ဘက်ဆိုင်ရာဘာသာရပ်တွေတင်ကြားပို့ချပေးနေသူဖြစ်ပြီး၎င်းကိုစစ်ကောင်းဆောင်မြောင်းလိုင်းကိုတိုင်ဝနာကျော်ထင်ပွဲပြည့်ရထားတယ်လို့ Golden Valley Warriors အဖွဲ့ကထုတ်ပြန်ထားပါဗျ။ ဗိုလ်ချုပ်ချုပ်ထွန်းအောင်ဟာ NDC မှာ Internet Security and Counter Terrorism နိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုသင်ကြားပေးနေသူဖြစ်ပြီး NDC ဟာစစ်တပ်ရဲ့ဗိုလ်မှူးကြီးအဆင့်ကနေစတင်တက်ရောက်ရတဲ့အရေးပါတဲ့အဆင့်မြင့်စစ်တင်နှံကြောင်တစ်ခုဖြစ်တယ်လို့သိရပါတယ် Golden Valley Warriors အဖွဲ့အနေနဲ့ဗိုလ်ချုပ်ချုပ်ထွန်းအောင်နဲ့ပတ်သက်တဲ့အချက်လက်တွေကို ကာလတော်ကြာစုဆောင်းဆောင်စံအတီးပြူပြီးမှပြစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။၎င်းဟာစစ်တပ်ကဗိုလ်မှူးချုပ်ဗိုလ်ချုပ်ရာထူးနဲ့အငိမ့်စားယူခဲ့ပေမဲ့လက်ရှိအကြမ်းဖက်စစ်တပ်ရဲ့လူမှုဆန်တဲ့လုပ်ရပ်များစွာအတွက်စစ်ဘက်ဆိုင်ရာတင် जा ပို့ချပေးနေသူတွေကိုစီရင်ပြစ်မှတ်ဖြစ်သတ်မှတ်ရှင်းလင်းခြင်းဖြစ်တယ်လို့အဆိုပါအဖွဲ့ကဆိုပါတယ်။ဗိုလ်ချုပ်ချုပ်ထွန်းအောင်ဟာကမ္ဘောဒီးယားနိုင်ငံတန်မှတ်ဖြစ်ဆောင်ရွက်ခဲ့ပြီးမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိချိန်ကစလို့ နေပြည်တော်ရှိ NDC မှာစစ်တပ်အရာရှိကြီးတွေကိုစစ်ဘက်ဆိုင်ရာတင် जा မှုတွေဇက်တိုက်ပို့ချနေခြင်းဖြစ်ကစစ်ကောင်းဆောင်မရောက်နိုင်ရဲ့အားထားရသူတွေထဲမှာပါဝင်တယ်လို့သိရပါဗျ။2025ခုနှစ်မတ်လ26ရက်နေ့ကမင်္ဂလာရုံလေဒက်စခန်းကနေစစ်တပ်တန်ယူပို့ဆောင်ရေးလေရင် MAF003 အထူးလေရင်နဲ့စစ်တပ်ထိပ်ပိုင်းအကြီးအကဲတွေနဲ့အရေးပါသူတွေကိုနေပြည်တော်စီးရပြခန်းနာတက်ရောက်ဖို့စစ်ကောင်းဆောင်မရောက်နိုင်ကအစီအစဉ်ပေးခဲ့ရမှာ။ ဗိုလ်ချုပ်ချိုထွန်းအောင်လည်းပါဝင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာ၎င်းအာကိုရတဲ့စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့အကြံဉာဏ်တွေကိုလည်းရယူပြီးပြည်သူ့စစ်မဟာဗျူဟာကိုစစ်မှုရဟအဖွဲ့အင်အားနဲ့လုံဆောင်လျက်ရှိရာအဆိုပါအဖွဲ့ရဲ့တိုင်းအဆင့်ခေါင်းဆောင်တွေမှာဗိုလ်ချုပ်ချိုထွန်းအောင်လည်းပါဝင်တယ်လို့သိရပါတယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာပြီးခဲ့တဲ့2023ခုနှစ်ဇန်နဝါရီလတရနေ့ကဗိုလ်ချုပ်ချိုထွန်းအောင်ကို ၎င်းကိုယ်တိုင်ဝနာကျော်ထင်ပွဲတစ်စိမ့်နဲ့ရွှေငါးချက်တောင်းအုံပြုစုချင်းမြင်ခဲ့ပါတယ်။ Golden Valley Warriors အဖွဲ့အနေနဲ့စစ်တပ်ရဲ့အကြီးစားတောက်တိုင်တွေကိုစင်စက်မပြတ်ဖြိုဖျက်ဖို့တရင်ထောက်လန်းနေပြီးအကျန်းဖက်လေတက်လေရင်မှုတွေရဲ့အချက်လက်တွေကိုလည်းစုဆောင်းနေတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ဒါအပြင် Golden Valley Warriors အဖွဲ့အနေနဲ့ရန်ကုန်မြို့ပြပေါ်မှာပြည်သူတွေနဲ့အတူတသားရင်းရှိနေပြီးအကျန်းဖက်စစ်တပ်ရဲ့တောက်တိုင်တွေကို ပြည်သူအားနဲ့ဖြူချကတိုက်ပွဲကိုအနိုင်ယူမယ်လို့ဆိုထားပါတယ်။